ဆိုညာခင်ဗျာအခုတစ်ခေါက်တော့ဘောမရဲဆိုတာရှိပါသလားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးချမ်းညစ်စရာတော့ဘုရားကြီးအားတက္ကမတူမှမင်းများလျှောက်ထားတဲ့မိကုံးလေးကိုမြောက်ပြီးတက်ဆက်ပြီးခွင့်ချပါလေမေရှင်ဘုရားငရဲဆိုတာရှိပါသလားမြေကြီးအောင်မှာရှိပါသလားအထောက်ထားပြပြီးပါဘုရားဆရာတော်အဖြစ်ငရဲဆိုတာရှိပါလေ မြေကြီးအောက်မှာရှိပါတယ်။ဘလောက်အဝေးမှာရှိတယ်လဲဆိုတော့မြေကြီးအောက်လူစနာအပေါင်း9000အနက်ရှိတယ်လို့လောကပညာတိကျမ်းကဆိုပါတယ်။ဘုရားဟောပါဠိတော်နဲ့အဖွင့်အထာကထာကျမ်းများမှာတော့အကွာအဝေးအတိုင်းတာကိုတွေ့ရပါဘူး။အထောက်အထားကမယုံရင်ကိုယ်တိုင်သွားကြည့်ပေါ့တွေ့ရပါလိမ့်မယ်။အဲ့ဒီမှာပြောရင်လည်းပြောတော့နေနိုင်ပါလေ။ဒီလောက်ချီရင်လည်းတင့်တော့ပြီထင်ပါလေ။ တိုးတော့လေစဉ်းစားစရာလေးတွေနည်းနည်းပြောချင်ပါသေးတယ်။သိပ္ပံပညာရှင်များရဲ့သူတည်တနာပြုချက်အရကဘာလုံးကြီးဟာအကြံချင်းအဖြစ်အပြင်းဆုံးအထက်မြေရုပ်ကမိုင်၄၀၀ခန့်သူ့အောက်ကတထုရိုင်တူကမိုင်၃၀ခန့်အဲ့ဒီအောက်ကတထုရီတူကမိုင်၂၀၀ခန့်အတွင်းကြုံဘဘဝစ္စံအပိုင်းအချင်းမိုင်၄၀၀ခန့်ရှိတယ်လို့ဆိုပါတယ်။မြေကြီးအောက်မှာနေထက်ပိုပူတယ် ကဘာကြီးရဲ့ဘူဝိဆန်ပိုင်းဟာနေမျက်နှာပြင်အပူထက်စင်တီဂရိတ်ဒီဂရီတထောင်ခန့်ပိုပြီးပူတယ်လို့ဆိုပါတယ်ကဘာဘူဝိဆန်ရဲ့အပူဒီဂရီဟာအလဲဘူဟုချက်မှာ6600ဒီဂရီ စင်တီဂရိတ်ရှိပြီးအပေါ်ရန်အနားပိုင်းမှာ4500ဒီဂရီစင်တီဂရိတ်ရှိကြောင်းသိရပါတယ်ဘယ်လောက်ကူလဲဆိုတာစဉ်းစားကြည့်ပါအခုဘုန်းကြီးတို့တွေအခါမှာအပူဒီဂရီ40စင်တီဂရိတ် ပြာလေးခါရင်ဟဲ့တော့ရှိရင်လေပူလာကြီးလောင်လာကြီးလည်းညင်းနေကြမှာမဟုတ်လားဒီဂရီ6600စင်တီဂရိတ်ပူဆိုရင်ဘယ်လိုနေမလဲပြာကျနေမှရှိတော့လေအဲ့ဒါငရေပဲလို့ဆိုရင်မလုံနိုင်ကောင်းပါဘူးငရေမီးရဲ့အပူဒီဂရီရှိကမထီတပါတကူးနဲ့ငရေမီးကိုယူပြီးဘလောက်ပူလဲဆိုတာပြဘူးပါလေကဘာဘဘဝဆန်အပူနဲ့ရှင်ကြည့်ဖို့နည်းနည်းပြောပြချင်ပါတယ် ဖြစ်ရကတော့ဒီပါမုစုတယောက်ယဟန်ဝတ်တရားအားထုတ်တော့စိတ်တွေမတည်ငြိမ်သေးမိမှစိတ်ထဲမှာကြော်ဝင်းတွေထောင်ချောက်တွေတားကောင်ငှက်ကောင်တွေပဲမြင်မြင်နေတော့စိတ်တွေပူလောင်လာတယ်ဒါနဲ့တရားမရတော့ပါဘူးလူထွက်ပါတော့မယ်ဆိုပြီးစူလပိဏပါဠိကမထေကိုရှောက်တော့မထေကကိုရင်တွေကိုတစ်ပင်တွေဖုတ်ခိုင်းပြီးအဲ့ဒီတသားဆိုတွေကိုထင်းပုံအကြီးကြီးဖြစ်အောင်စုပုံစီတယ် ပြီးတော့မီးအရှုခိုင်းနေရှုလို့မရဘူးထင်းစုလေးဆိုတော့မီးကမလောင်ဘူးပေါ့အဲ့ဒီအခါကျမှမထေကဝီစီငရဲကအိုးဆုံးကျူတော့ရှိတဲ့ငရဲမီးလေးကိုတကူးနဲ့ယူပြီးထင်းပုံပေါ်ချလိုက်တယ်ငရဲမီးချလိုက်တာနဲ့ထင်းစုဘုံကြီးဟာချက်ချင်းပြာကျသွားတယ်အဲ့ဒီငရဲမီးအပူဒီဂရီဘလောက်ရှိမလဲ6600စင်တီဂရိတ်ထက်တော့နည်းမှမဟုတ်ဘူးပြီးမှမထေက ူထွက်ခြင်းနဲ့ယဟန်ကိုကဲကြည့်ပြီးတော့တင်လူထွက်ပြီးသိရင်အဝိစီမှာအဲ့ဒီမိစားဖြစ်မှာပဲလို့ပြောတော့မှမူဆိုးလူတွေယဟန်ကြောက်လန့်သွားပြီးတရားဆက်အားထုတ်တော့ပထမအနာဂံဒီတဲ့နောက်တော့ယဟန်နာဖြစ်သွားတယ်မြေအောက်အပူမြေပေါ်ယူကဘာမြေကြီးအောင်မှာမမှန်းဆနိုင်တော့အပူဒီဂရီများလာတဲ့အပူတက်ကြီးရှိနေတယ်ဆိုတာကိုဘုန်းကြီးတို့လိုတာမန်ပုဂ္ဂိုလ်တွေက မိတော်တွေပောက်ကွဲတာလို့မိတော်ကထွက်တဲ့ချော်ရီဘူးလို့မိယောကထွက်တဲ့ရေဘူးစန်းတို့ကိုကြည်ကြည်သိရပါတယ်။ပိဋကပညာရှင်များကတော့မြေအောက်ဘေးသုံးသောင်းထိတွင်တူပိုက်ချပြီးမြေအောက်အပူဆွမ်းအားကိုမြေပေါ်ရောက်ထုတ်ယူကြပါတယ်။အဲ့ဒီအပူဆွမ်းအင်နဲ့အီလွန်နဲ့ဒီတာတွေကအင်တွေကိုအပူပေးကြတယ်။အဲ့ဒီအပူမွေးနဲ့ကာပိုင်ကိုလဲစီပြီးပြည့်စစ်တာအားထုတ်ယူအသုံးပြုကြပါတယ်။ ငရေမီနဖားကျိုးတက်မြေအေးပိုင်းဆုံးမှရှိတဲ့အိုက်ဆလန်ကျွန်းဟာအဆောက်အအုံ40ရာနှုန်းကိုမြေအောက်ကရတဲ့အပူငွေးနဲ့အပူငွေးကြောင့်သိရပါတယ်။အီတလီပြည်မှာ1904ခုနှစ်ကလေးကမြေအောက်အပူအားလျှက်စစ်ဆက်ရုံတည်ဆောက်ပြီးအပူဆွမ်းရင်ထုတ်ယူသုံးဆွဲလာခဲ့ပါတယ်။အီတလီတစ်ပြည်လုံးမှာရှိတဲ့လျှက်စစ်ရထားတွေသုံးတဲ့လျှက်စစ်အားရဲ့90ရာနှုန်းကိုအဲ့ဒီမြေအောက်အပူအား လျှက်စစ်ဆက်ယုံတွေကရရှိပါတယ်။အမေရိကန်၊ဂျပန်၊ဖိလစ်ပိုင်၊မက္ကဆီကို၊နီကာရာဂွာ၊နယူးဇီလန်နိုင်ငံတွေမှာလည်းအဲ့ဒီလိုဆက်ယုံတွေရှိပါတယ်။ကမ္ဘာပေါ်မှာနိုင်ငံပေါင်း142နိုင်ငံမှာမြေအောက်အပူအားကိုစီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်းလေ့လာတွေ့ရှိရတယ်လို့ဆိုပါတယ်။ငရဲမီးကိုနဖားချိုးတက်ပြီးလူအကျိုးကိုတည်ဖို့စီကြမှာလည်းတူပါတယ်။ မြေကြီးအောက်ပေ3000ဆိုတာကဘာမြေကြီးရဲ့အပြင်းဆုံးအထက်မြေတုရဲ့အပေါ်ရန်တော့၅မိုင်ကျော်ကျော်ပဲရှိသေးတယ်။အဲ့ဒီမြေတုကမိုင်200ထူနေတော့အဲ့ဒီထက်အတွင်းပိုင်းကြပြီးအပူဒီဂရီပူပူပူလာတဲ့တက်ထူကြီးအထက်ဘဟုဝဆန်ထက်တူရဲ့အပူကိုခမန်းကြည့်လို့ရပါလေ။တက္ကသိုလ်ဓမ္မတက်တဲ့ဆောင်းထေးကညီငရဲဆိုလာရှိပါသလားဆိုတဲ့မိကုန်းနဲ့ပတ်သက်လို့ ချမ်းမြေ့စရာတော့အများကြီးမှပြန်လည်ဖြေချထားတဲ့မိဂွန်းကောင်းထုတ်ချက်တွေကိုမျှဝေတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။အားလုံးသောဓမ္မမိတ်ဆွေပေါင်းလုံးနဲ့လည်းပါ။ကဘာသူကဘာသာအားလုံးမြန်မာနိုင်ငံလူနိုင်ငံသားအားလုံးဘေးရန်ရောဂါကင်းစင်ကြပါ၏။ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။